မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ခံအစိုးရထံနိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနဲ့အညီလွှဲအပ်ပေးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွေးကောက်ခံအစိုးရထံနိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနဲ့အညီ လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်းနေပြည်တော်လေတက်စခန်း၌ကျင်းပသည့်တပ်မတော်လီမှလေရင်ရဟတ်ရင်များတပ်တော်ဝင်ချင်းအခမ်းအနားတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကပြောကြားခဲ့ကြောင်းသိရပါသည်မြန်မာနိုင်ငံ၏တိုးတက်လာသောအခြေအနေများနှင့်အညီအများပြည်သူလူလားတောင်းတချက်ဖြစ်သည့်လွတ်လပ်ရေးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရန်ပြင်ဆင်လျက်ရှိရာရွေးကောက်ပွဲကပေါ်ထွန်းလာမည့်ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနဲ့အညီလွှဲအပ်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရပါတယ်။ထို့သောဆောင်ရွက်ရာတွင်ပြည်ရင်းပြည်ပအဖွဲ့အစည်းအချို့သည်၎င်းတို့လိုလားချက်အတိုင်းမဟုတ်၍ရွေးကောက်ပွဲမဖြစ်မြောက်စေရန်ပြက်ပြားစေရန်နီလန်ပေါင်းစုံဖြင့်ဆွပတ်လုံဆောင်ဟန်တာလျက်ရှိကတဖက်တွင်လည်းအကြံဖတ်တောင်းကျမ်းသူများသည်တမတော်နှင့်ပြည်သူပူးပေါင်းလုံဆောင်ခြေမုံမှုကြောင့်တဖြည်းဖြည်းအရေးနှိမ့်လာသည်ဟုပြောကြားခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်၎င်းတို့ခိတ္တစိုးမိုးထားသည့်နေမည်များကိုဆက်လက်စုပ်ကိုင်ထားနိုင်ရေးအတွက် နိုင်ငံပိုင်လန္ဒတာအစအဦးများပြည်သူနေအိမ်တိုက်တာနှင့်ပိုင်ဆိုင်မှုများကိုတိုက်ခိုက်ဖျက်ဆီးလူယူလုံဆောင်လျက်ရှိခြင်းအားဟန်တားချိန်မုံရန်တမတော်အနေဖြင့်ပြည်သူလူထုအကူအညီဖြင့်ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဟုတမတော်ကောက်ွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောကြားခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြီးမိုးမိတ်မြို့ကိုစူပေါင်းအင်အားနှင့်ကောက်ွယ်သွားမယ်လို့တော်လန်ရေးတပ်ဖွဲ့တွေပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ တအောင်မျိုးသားလွမြောက်ရေးတက်မတော် TNL စုခွာသွားမယ်မူမိတ်မျိုးကိုစူပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့အဲ့ဒီမျိုးမှာအခြေစိုက်ထားတဲ့တော်လန်ရေးတက်ခွဲ့နောက်ခွဲ့ကသတင်းဌာနကိုပြောပါတယ်2029စစ်စင်ရေးဒုတိယပိုင်းမှာ TNL ဦးဆောင်ပြီးပူပေါင်းတက်တွေသိမ်းပိုက်ခဲ့တဲ့မူမိတ်မျိုးမှာ TNL အပြင်ကချင်လွတ်လပ်ရေးတက်မတော် KIA ကချင်ဒေသကာကွယ်ရေးတက် KVDF ကျောင်းသားတက်မတော် AVSDN ပြည်သူလွမြောက်ရေးတက်မတော် PLA နဲ့ NUG လက်အောက်ခံမူမိတ်ခရိုင်ပါကဖတက်ခွဲ့တွေလည်းအခြေစိုက်ထားတာဖြစ်ပါတယ် ဒီဘက်ကတော်လိုက်ရင်အင်အားစုတွေကလည်းပေါင်းပြီးကာမယ်လို့ပြောတယ်။အဲ့ဒီပုံစံမျိုးဆိုတော့အခြေအနေတော့စောင့်ကြည့်ရမှာပေါ့။ဒါပေမဲ့ဒီဘက်ကတော်လိုက်ရင်အင်အားစုတွေညှိသွားရင်တော့တော်တော်နဲ့ထိုးဖို့မလွယ်ပါဘူး။မိုးကုတ်မိုးမိတ်တို့ပေးလိုက်ရတဲ့ကိစ္စကြားလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တို့တော်လိုက်ရင်အင်အားစုတွေအတွက်ထူးခြားတဲ့အရေးတစ်ခုဖြစ်လာမယ်လို့ပဲညှော်လင့်တာပေါ့။ဘာလို့တုံးဆိုတော့အရင်က TNL အုပ်ချုပ်နေတဲ့အချိန်မှာကျန်တဲ့တော်လိုက်ရင်အင်အားစုတွေကဘေးထွက်နေရတဲ့ပုံစံမျိုးတွေအခုချိန်မှာကြာအကုန်လုံးပေါင်းပြီးတော့ အလုလုလို့ရလာတယ်လို့ညွှန်လင့်တာပေါ်လို့အမိမဖော်လို့တဲ့မိုးမင်းမျိုးမှရှိတဲ့ဒေါ်လာရေးတက်ခွက်တစ်ခွက်ကပြောပါတယ်။ဒါပြင် TNL နဲ့အတူမိုးမင်းမျိုးတင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ဒေါ်လာရေးတက်ခွက်တစ်ခွက်ကလည်းမိုးမင်းမျိုးကိုကြံရှိနေတဲ့ဒေါ်လာရေးတက်တွေနဲ့ဆက်လက်ခုခံကာကွယ်သွားမယ်လို့သတင်းဌာနကပြောပါတယ်။တအောင်ကစုတ်ခွာမယ်လို့ဆိုပေမယ့်ကြံတဲ့အခွက်တွေကဆက်တိုက်မယ်ဆိုတော့အားလုံးကအတူတူဆက်ချရမှာပေါ့။အားလုံးညီညွတ်ဖို့ပဲလိုပါတယ်လို့အဲ့ဒီဒေါ်လာရေးတက်ကတာဝန်ရှိသူကပြောပါတယ်။ KIA, KPDF နဲ့ ABSDF ပူးပေါင်းတပ်တွေဟာ2024ဇန်နဝါရီလကမိုးမင်းမြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါသေးတယ်။မြို့တစ်မြို့လုံးသိမ်းနိုင်လူအခြေအနေမှာ TNL နဲ့ညှိနှိုင်းပြီးပြန်ဆုတ်ခဲ့ပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်ကအင်အားအများပြားနဲ့မိုးမင်းမြို့ကိုအင်အားဖြည့်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း2029ဒုတိယပိုင်းမှာသာ TNL ဦးဆောင်တဲ့တော်လန်ရေးတပ်တွေက2024ဇူလိုင်31ရက်မှာမြို့ကိုအပိသက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ မိုးမိတ်မြို့သားစစ်ကောင်စီပြန်ရသွားပါက35မိုင်သာကွာဝေးတဲ့ KIA သိမ်းပိုက်ထားတဲ့မဘိမျိုးစီစေဦးလှည့်လာနိုင်တယ်လို့လဲမိုးမိတ်မြို့မှာရှိတဲ့တော်လန်ရေးတရင်ရင့်မြက်ကပြောပါတယ်။အဲ့ဒီဘက်လန်ကလည်းဖွင့်သွားနိုင်တယ်။ပြီးတော့မိုးမိတ်နဲ့ကက်ရက်မှာရှိတာကမဘိန်းကိုမဘိန်းက KIA သိမ်းထားတာလေ KIA တို့ AA တို့ပေါင်းသိမ်းထားတာဆိုတော့အဲ့ဒီကောင်ကလည်းမိုးမိတ်နဲ့ကဓာတ်ရိုက်ကြီးဖြစ်နေတာ။အဲ့ဒါဆိုရင်မဘိန်းကလည်းလက်လွတ်လိုက်ရနိုင်တယ်။ဒီဘက်ကနေနောက်ထပ်တလန်ကဘာရှိနိုင်သေးလဲဆိုတော့တွင်းငယ်ပေါ်တော့ တကောင်ဘက်ကိုသွားတယ်လဲအဲ့ဒီလမ်းလဲရှိသေးတာဆိုတော့အဲ့ဒီလမ်းလဲပွင့်သွားမှာပဲဘလို့နေနေလေကျွန်တော်တို့စစ်ကြောင်းကြီးထိုးခံရဖို့ကအဲ့ဒီလမ်းကြော်တစ်ခုပဲရှိမင်းပြီးတော့မိုးကုတ်ပါသွားတာကြတော့ဖော့တော့ခုနှစ်မိုင်ကနေပြီးတော့မရီယာဘတ်အထိဆင်းသွားလို့ရတဲ့လမ်းရှိတယ်လို့၎င်းကသုံးသပ်ပါတယ်တရုတ်ရဲ့ဂျောင်းဝင်မှုနဲ့စစ်ကောင်စီနဲ့ဆွေးနွေးအပြစ်ရက်ခဲ့တဲ့ TNL ကမိုးကုတ်နဲ့မိုးမင်းမြို့ကနေစုပ်ခွာခဲ့လို့ပြီးခဲ့တဲ့အောက်တိုဘာ29ရက်မှာကြေညာခဲ့ပါတယ် DNL ကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းအချက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနစီယုံချုပ်ရဲ့အမိန်ပေးခုတ်ကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကထိန်းချုပ်နေမြေတွေကာကွယ်ဖို့မိဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်ကာကွယ်မယ်လို့ကြေညာပါတယ်။မိုးကုံမြို့ကာကွယ်ရေးနဲ့တော်လှန်ရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မိုးကုံဗျူဟာကပြန်လည်ဖိတ်ခေါ်တဲ့ကြေညာချက်အောက်တိုဘာ31မှာထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးဒေါ်လာရေးအစုံအဖြတ်ပေးမဲ့မဟာဗျူဟာပြစ်မှတ်တွေရှိထားဟုအထူးတိုင်စစ်ဌာနကိုကယ်ရေးမှုပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ရေးအစုံတပ်ဖို့အထွေထွေစစ်အတွက်ဆိုပြီးတော့မှ ERO တပ်ဖွဲ့တွေ PDF တပ်ဖွဲ့တွေရောအင်အားတိစောက်မှုအပိုင်းလဲဒီချိန်မှာစနစ်တကျနဲ့လုံနေကြတယ်လို့ရဲဘော်အောင်ဆန်းရှားကပြောပါတယ်။လာမစစ်စင်ရေးတွေဟာတိုင်းသားတပ်ဖွဲ့ ERO တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့စုဖွဲ့ထားတဲ့ပူးတွဲခုတ်ကဲမှုညွန်ကြားချက်နဲ့ဖော်ဆောင်က ဒေါ်လန်ရေးကိုအစိုးအဖြတ်ပေးမဲ့မဟာဗျူဟာပြစ်မှတ်တွေရှိထားပြီးဖြစ်ကြောင်းအထူးတိုင်စစ်ဌာနကိုကယ်ရေးမှုရဲဘော်အောင်ဆန်းရှားကပြောကြားလိုက်ပါတယ်။ဒီကနေ့နိုဝင်ဘာ၈ရက်မှာကျင်းပတဲ့ဒေါ်နာအင်အားစကားဝိုင်းမှာရဲဘော်အောင်ဆန်းရှားကရှေ့ဆက်လှုပ်ဆောင်သွားမဲ့စစ်ရေးအခြေအနေတွေကိုအခုလိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ဒေါ်လန်ရေးကိုအစိုးအဖြတ်ပေးမဲ့မဟာဗျူဟာပြစ်မှတ်တွေကျွန်တော်တို့မှရှိထားပြီးသားဒီအတွက်ကိုလည်းတတ်မှတ်ထားတဲ့စည်ရေးအောင်မြင်မှုစည်ရေးဆောင်ရွက်မဲ့အချိန်ကာလတစ်ခုဆိုတာလေကျွန်တော်တို့မှရှိထားပြီးသားဖြစ်တဲ့ ရှေ့ဆက်လုံးမဲ့စစ်စင်ရေးတွေသည်အရင်တုန်းကလိုမျိုးတာမန်စခန်းသိမ်းတိုက်ပွဲတွေမဟုတ်ဘဲနဲ့အထူးကကြတဲ့မဟာဗျူဟာကြတဲ့ပြစ်မှတ်တွေအထူးကကြတဲ့နေရာတွေကိုပဲပို့ပြီးတော့အရှိန်မြင့်ပြီးတော့ထေချာပြင်ဆင်စုဖွဲ့ပြီးတော့ကျွန်တော်တို့ပူးပေါင်းပြီးတော့ဖော်ဆောင်သွားမှာဖြစ်ပါတယ်လို့ရဲဘော်အောင်ဆန်းရှားကတိုင်းသားဒေါ်လာရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းဖော်ဆောင်မဲ့အစီအစဉ်ကိုအတည်ပြုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြောကြားထားပြီးဖြစ်တဲ့တနနိုင်ငံလုံးအတိုင်းအတာအထွေထွေစစ်ကူအကောင့်ထဲပေါ်မှုဒေါ်လာရင်းအစုံသက်အစုံအဖြစ်အောင်မြင်မှုအတိုင်းအတာ တစ်ခုထိရမယ်ဆိုတာကိုအလုံးသိထားပြီးဖြစ်လို့အဲ့ဒီအခြေအနေတွေကိုတော်လန်ရေးတက်ဖွဲ့တွေရော PDF တွေရောဥတီသွားနေကြအောင်အထူးတိုင်းစစ်ဌာနကိုကဲရည်မှုကပြောပါတယ်စီအစုံတက်ဖို့အထွေထွေစစ်အတွက်ဆိုပြီးတော့မှ IAO တက်ဖွဲ့တွေရော PDF တက်ဖွဲ့တွေရောအင်အားတိစောက်မှုအပိုင်းလေဒီအချိန်မှာစနစ်တကျနဲ့လုံနေကြတယ်လို့ရဲဘော်အောင်ဆန်းရှာကပြောပါရယ်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြောထားတဲ့နိုင်ငံတကာတရင်ပေါင်း300ကျော်ဆိုတာလေးနဲ့ပြောနေတာမဟုတ်ပဲအချက်လက်နဲ့ထုတ်ပြနိုင်တဲ့လောက်ထုတ်ပြထားတာဖြစ်တယ်လို့တိုင်းစစ်ဌာန ဆယ်ကုဖွဲ့စည်းထားပြီးဖြစ်တယ်လို့ရဲဘော်အောင်ဆန်ရှာက ပြောပါတယ်။ဒါဟာစစ်ရေးပိုင်းမှာအင်အားတိုးတက်မှုတိစောက်မှုပမာဏတိချချစ်လက်ခိုင်းမာနေတာကိုပြတာတာဖြစ်ပြီးတစ်ဖက်မှာလည်းတိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF တွေပူးပေါင်းဆောင်ရွက်ဖို့စုဖွဲ့မှုတွေကိုတောင်ပိုင်းရောမြောက်ပိုင်းရောစနစ်တကျဖွဲ့စည်းထားတယ်လို့ပြောပါတယ်။ဒီကနေ့စကားဝိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်လည်းပါဝင်ဆွေးနွေးခဲ့ပြီး PDF တွေကထိုင်းနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲဝင်မှာ ရမယ်ဆိုတဲ့အသည့်စိတ်ဓာတ်နဲ့စုဖွဲ့ကြတာဖြစ်ကြောင်းပြောပါရယ်။ဒါကြောင့်ဒေတာဆွဲတွေနဲ့ပတ်သက်ပြီးစင်ကျင်သုံးသပ်ဖို့လိုအပ်ကြောင်းလည်းပြောပါရယ်။တစ်ဖက်မှာစစ်တပ်ကတနိုင်ငံလုံးအတိုင်းအတာစင်ဆာမှုနဲ့တော်လန်ရေးဘက်ကနေဆွဲထုတ်ပြီးဒီလန်ပေါင်းစုံနဲ့စီယုံတာတွေလှုပ်ဆောင်နေကြောင်းဦးနေဖုံးလက်ကပြောပါရယ်။ကျွန်တော်တို့ကိုတချောင်းချင်းစီလှန်ပြီးချိုးသွွားလိုက်မယ်လို့လေဦးနေဖုံးလက်ကပြောကြပြီးတနိုင်ငံလုံးလွတ်မြောက်ရေးကိုရှေ့တန်းတင်ဖို့တိုက်တွန်းပါတယ်။ဒီလိုလွတ်မြောက်ရေးလိုအပ်မှုကိုအားလုံးကလည်းနားလည်ထားပြီးဖြစ်လို့နားလည်မှုကိုအကောင့်ထဲပို့ချဖို့လည်းတိုက်တွန်းပါတယ်။ လက်ရှိစစ်ကောင်စီဟာနေမြေပြန်စိုးမိုးထိန်ချုပ်နိုင်ရည်ရွှေကောက်ွယ်ကျင်းပနိုင်ရည်တံပြန်ထိုးစစ်တွေလှုပ်ဆောင်နေကြောင်းရဲဘော်အောင်ဆန်းရှားကပြောပါရယ်ရှမ်းမြောက်ဒေသမှာမြို့အချို့ပြန်သိမ်းနေဟာဆိုရင်တရုတ်ရဲ့ဖိအားပေးမှုကိုပဲယူပြီးတော့ဒေါ်လာရေးတက်ဖွဲ့တွေတချို့စုခွာလိုက်ရတာဖြစ်တယ်လို့ပြောကြပါရယ်တောင်ပိုင်းမှာဆိုရင်လေသင်္ကန်းကြီးနောင်မြို့နဲ့ဆက်ဆက်တဲ့တရင်သုံးရင်ကနေဒေါ်လာရေးတက်ဖွဲ့တွေပြန်လဲစုခွာရတယ်လို့လေကေကော်ဒေတာကိုစစ်ကောင်စီပြန်ဝင်လာတာရှိကြောင်းပြောပါရယ် စေကောင်စီကလက်တလုံးမှာကတော့ဘလို့ပဲဖြစ်နေဖြစ်နေသူတို့ရဲ့အပေါင်းပါလေဖြစ်တယ်အာနာရှင်နိုင်ငံတချို့ရဲ့ထောက်ခံမှုကိုရနေသေးတာပေါ့အနည်းဆက်ဆုံးကတရုတ်ရဲ့ထောက်ခံမှုကိုရနေတယ်တရုတ်ကနေလက်နဲ့ခေရန်နီးပညာကျုံဒီအခုအညီတွေကိုလည်းပေးနေတာဖြစ်တယ်လို့တခါတရုတ်ရဲ့နိုင်ငံရေးလွှမ်းမိုးမှုအရာအချို့ IAO တပ်ဖွဲ့တွေကိုဖိအားပေးပြီးတော့မှအခုနောက်ပိုင်းအပြစ်ရတဲ့တပ်ဖွဲ့ TNL တို့ဆိုလဲအပြစ်ရတဲ့အခြေအနေထိဖြစ်လာတယ်ပေါ့နော်ဒါကတော့စစ်ကောင်စီနောက်မှာတရုတ်ပြည်အမှားကန်ရှိနေတယ်ဆိုတဲ့ဟာက သူ့ရဲ့တခုတည်းသောအာသာချက်ပေါ့နော်တခြားအာသာချက်တော့မရှိပါဘူးအဲ့ဒါသူ့ရဲ့အာသာချက်ဖြစ်တယ်အာနေချက်ကတော့စစ်ကောင်စီတပ်မှအာနေချက်တွေအများကြီးရှိတယ်လို့ရဲဘော်အောင်ဆန်းရှားကပြောပါတယ်လက်ရှိမှာစစ်ကောင်စီတပ်တွင်းမှာအမကန်တရီတပ်သားတွေမရှိတော့ပဲပြည်သူစစ်မှုတန်းတပ်သားတစ်တွေသာအ धिक အသုံးပြုနေရတာဖြစ်လို့တိုက်ရိုက်ခိုက်ရေးအတွေ့အကြုံရှိတဲ့တပ်သားတွေမရှိတာဟာစစ်ကောင်စီရဲ့အာနေချက်လို့ပြောပါတယ် လက်ရှိမှာစစ်ကောင်စီကနိုင်ငံကိုဖင်ခုထိုင်ထားပြီးနိုင်ငံရဲ့ရသမျှဗန်နာငွေတွေအသုံးပြုနေပေမဲ့အချိန်ကာလတစ်ခုမှာစစ်ကောင်စီအနေနဲ့ဗန်နာငွေအကျက်တင်းများစွာကြုံရနိုင်တယ်လို့လည်းရဲဘော်အောင်ဆန်းရှာကပြောပါတယ်။ဂျပန်မှာဒေါ်လာရေးတက်ဖွဲ့တွေဟာပြည်သူလူထုကထောက်ခံမှုနဲ့ရပ်တည်နေတာဖြစ်ပေမဲ့စစ်ကောင်စီမှာပြည်သူလူထုထောက်ခံမှုလုံးဝမရှိတာဟာစစ်ကောင်စီရဲ့အားနည်းချက်ဖြစ်ကြောင်းရဲဘော်အောင်ဆန်းရှာကပြောပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။